BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လင်းချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာပါရှင်အောက်တိုဘာလ27ရက်အင်္ဂါညပိုင်းအစီအစဉ်ကို BBC ဝိုင်းတော်သားတွေနဲ့တူကျမတီရန်တွေကတင်ဆက်ပေးမှာပါလာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းအတီးပြုတ်စည်းရင်းတွေကိုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်နေရမှာအရေးချင်းသတ်မှတ်ချက်မပြည့်မီလို့ပယ်ချခံသူချို့ရှိနေပါတယ်ပြည်ထောင်စုကြက်ခံဖွံ့ဖြိုးရေးပါတီကတော့အားလုံးစစ်စစ်ပြီးတဲ့ဆက်မှာကျွန်တော်တို့ပါတီကိုခေါ်ပါတော့ကျွန်တော်တို့ပါတီလည်းတချို့တော့ရှိပါတယ်ခင်ဗျာဒါပေမဲ့အကုန်လုံးသေးသေးပြန်စစ်စစ်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပါတီကတော့တင်ကနာမပြောပါဘူးခင်ဗျာတင်ကနာမှာဆက်ဝါးနှိပါလောက်ပေါ်ရှိပါတယ် ဒီကြောင့်နဲ့တူမန္တလေးလာရှိုပြည်တော်စုလမ်းမကြီးမှာခီးတဲ့တင်ကားတွေပြန်သွားလာနိုင်နေပြီဆိုတဲ့အကြောင်းသတင်းတွေတင်ဆက်ပေးမှာပါတခါဂျပန်နိုင်ငံမှာတော့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ဆာနာအီတာကိုက်ချီရွေးချယ်ခန့်အပ်ခံရတဲ့အကြောင်းအပါအဝင်နောက်ဆုံးရသတင်းတွေတင်ဆက်ပေးမှာပါရှင် ဂျပန်နိုင်ငံမှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ရှေယိုဆွဲဝါဒီဆာနာအီတာကိုက်ချီကိုသူ့ကက်ဘိနက်ဝန်ကြီးအဖွဲ့ကရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။အမျိုးသမီးကိုစားပြုဆန်းနှုံတိုးလာစေရမယ်လို့ကတိပြုထားပေမဲ့အဖွဲ့ဝင်19ဦးပါကက်ဘိနက်အဖွဲ့ထဲမှာသူ့နဲ့အတူနောက်ထပ်အမျိုးသမီး2ဦးပဲရွေးချယ်ခံခဲ့ရပါတယ်။အဲ့ဒီထဲမှာဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေရဲ့ဘန်ဒါရေးမူဝါဒတွေကိုထောက်ခံအားပေးသူတူဖြစ်ပြီးပထမဆုံးဂျပန်အမျိုးသမီးဘန်ဒါရေးဝန်ကြီးဖြစ်ခန့်အပ်ခံရသူဆက်ဆူကီကတာယာမာလည်းပါဝင်ပါတယ်။နောက် သူကတော့ရဲရဲဝံ့ဝံ့ပြောဆိုတတ်တဲ့အမျိုးသမီးနိုင်ငံရေးသမားကီမီအိုနိုဒါဖြစ်ပြီးသူ့ကိုတော့စီးပွားရေးဆိုင်ရာလုံခြုံရေးဝန်ကြီးဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါ့အပြင်သမ္မတထရမ့်ရဲ့သမ္မတပထမသက်တမ်းနှုန်းကကုန်သွယ်ရေးသဘောတူချက်ကိုရေးဆွဲခဲ့သူတိုရှိမစ်ဆူမိုတီဂီကိုဂျပန်နိုင်ငံသားရေးဝန်ကြီးအမေရိကန်နဲ့အခွန်ကိစ္စဥဆောင်နှိမ့်နိုင်ခဲ့သူ ရိုင်အိုဆေအကာဇာဝါကိုဂျပန်ကုန်သွယ်ရေးဝန်ကြီးဖြစ်ကက်ဘိနက်ကရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဖြစ်လာမဲ့မစ္စတာခိုင်ချီဟာ Liberal Democratic အစိုးရပါတီကိုဦးဆောင်သူဖြစ်ပါတယ်။သူဟာအမျိုးသမီးအခွင့်အရေးအတွက်ဖိအားပေးတောင်းဆိုတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်ရှင်။ WFP ကမ္ဘာစစ်နယ်ရေခါစီမံကိန်းအဖွဲ့ကဂါဇာဒေသထဲသွားတဲ့ဂိတ်စခန်းအလုံးမဖွင့်တဲ့အတွက်ဂါဇာရဲ့နေစဉ်ပို့ဖို့ရည်ရွယ်ထားတဲ့ကယ်ဆယ်ရေးအထောက်အပံ့ တန်2000ကိုအခုထိမပို့နိုင်သေးဘူးလို့ထုတ်ဖော်ပြောပါရယ် WFP ပြောခွင့်ရသူအဘီယာအက်တီဖာကဂိတ်စခန်းနှစ်ခုသာလဲပတ်နေပြီးအငတ်ဘေးနဲ့ဂျုံနေရတဲ့မြောက်ပိုင်းစီသွားတဲ့ဂိတ်စခန်းတစ်ခုမှမခွင့်ဘူးလို့ပြောပါရယ်နေဆက်ဂိတ်စခန်းတွေအားလုံးပြန်ဖွင့်ပေးဖို့သူကတိုက်တွန်းပြောဆိုလိုက်ပါရယ် WFP အဖွဲ့ဟာလောလောဆယ်မှာကေဆေးရေးအထောက်ပံ့တစ်နေ့ကိုတန်950လောက်ပဲပို့ပေးနိုင်တယ်လို့ Miss Etifa ကပြောပါတယ်။အဖြစ်အခက်ရဆဲမှုဆက်လက်တည်တံ့နိုင်ဖို့ကအရေးကြီးကြောင်းနဲ့ ဒါကလူတွေရဲ့အသက်ကိုကယ်နိုင်မှုတစ်ခုဒီသောနေလမ်းဖြစ်ကြောင်းကိုလည်းသူကဖြစ်ဆွက်ပြောသွားခဲ့ပါတယ်။ဒီဒေါက်တင်မှာပဲဂါဇာအပြစ်ရဲ့သဘောတူချက်ကိုပိုအားကောင်းလာအောင်လုပ်ဖို့ကြိုးစားတဲ့အနေနဲ့အမေရိကန်ဒုတိယသမ္မတ JD Vance ဣသရေးနိုင်ငံကို ရောက်ရှိလာပါတယ်ရှင်။ယူကရိန်းနိုင်ငံမြောက်ပိုင်းချာနီဟစ်မြို့မှာမနေ့ညကရုရှားရဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေခံခဲ့ရပြီးမြို့ကန်တိမ်ပေါင်းများစွာလက်စစ်မီးနဲ့တောက်တုံးရေတွေပြက်လက်နေကြပါတယ်။ ချာနီဟစ်မြို့နယ်အနီးတစ်ဝိုက်ကနေရာအတော်များများကိုထောက်ပံ့ပေးနေတဲ့လက်စစ်အခြေခံအဆောက်အုံတွေကိုပဲ့ထိန်တုံးတွေနဲ့ဖောက်ခွဲ drone တွေအတော်များများထိမှန်ခဲ့ပါတယ်။ရေဆုပ်ဆက်ရုံတွေမှာမီးတွေပြက်ကုန်တဲ့အတွက်လည်းရေဖြန့်ဝင်မှုတွေထိခိုက်ခဲ့ရပါတယ်။အခုခါအင်ဂျင်နီယာတွေကထိခိုက်ပျက်စီးမှုတွေကိုပြန်ပြုပြင်ဖို့လုပ်နေကြပါတယ်။ရုရှားတပ်ဖွဲ့ဟာယူကရိန်းနိုင်ငံရဲ့အရက်ဖက်အခြေခံအဆောက်အုံတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေတိုးလှုပ်လာနေတာလက်နေချီရှိနေပြီဖြစ်ပါတယ်ရှင်။ ပြင်သစ်သမ္မတဟောင်းနီကိုလက်ဆာကိုဇီဟာသူ့ရဲ့ထောင်နှံ၅နှစ်ကိုပဲရစ်မြို့လယ်ကလာဆွန်တီအကျဉ်းတောင်မှာစတင်ကြခံနေပြီဖြစ်ပါတယ်။ဆာကိုဇီဟာ2009ခုနှစ်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးမှုမှာလီဗျားကောင်းဆောင်မွာမာဂဒါဖီစီကထောက်ပံ့ငွေတွေယူခဲ့တဲ့စီဇန်တစ်ခုမှာရာဇဝတ်မြောက်တဲ့ပူပေါင်းကြံစီခဲ့မှုနဲ့ပြစ်မှုထင်ရှားခဲ့တာပါ။သူကတော့သူ့အနေနဲ့မဟုတ်တာမလုပ်ခဲ့ဘူးလို့ညှင်းဆုပ်ထားပြီးအယူခံနေစဉ်အတွင်းသူ့ကိုထောင်ကနေလွှတ်ပေးဖို့တရားရုံးကိုတင်ပြထားပါတယ် သမရဟောင်းစာကိုစီဟာဥမော့ရင်ကော့ပြီးထောင်ထဲဝင်သွားခဲ့ပြီးဒါဟာပြင်သစ်လူလူကြားသူ့ပေါ်ထောက်ခံအားပေးမှုရလာဖို့အခွင့်အရေးတရဖြစ်ယူဆမှာဖြစ်ပါတယ်အသက်80အရွယ်စာကိုစီကိုအကျဉ်းတော်မှာတီးကြားခွဲပြီးချုပ်နှောင်ထားမှာဖြစ်ပါတယ်သူ့ရင်ပြင်သစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသာအကျဉ်းချဘူးပါတယ်တဦးကဒုတိယကမ္ဘာစစ်မဟာမိတ်ဝါဒီခေါင်းဆောင်ဖိလစ်ပေးပီတန်ဖြစ်ပြီးနောက်တဦးကတော့ကွမျက်စီရင်မခံရခင်အကျဉ်းချခံရတဲ့16ဆက်မြောက်လူဝီဘီယင်ဖြစ်ပါတယ်ရှင် ဆူဒန်နိုင်ငံမှာပြီးခဲ့တဲ့နှစ်နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်ပြည်တွင်းလေကြောင်းခီးစဉ်တွေအတွက်ကာတွန်နိုင်ငံတကာလေဆိပ်ကိုအာဏာပိုင်တွေကပြန်ဖွင့်ဖို့တည့်ရက်အလိုမှာပဲလေဆိပ်နားကနေရာတစ်ခုကို drone နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်ဒီတိုက်ခိုက်မှုကိုဘသူကလုပ်ခဲ့တာလဲဆိုတာကိုတော့အသေးချာမသိရသေးလို့သလိုထိခိုက်သေးဆုံးပျက်စီးမှုတွေနဲ့ပတ်သက်လို့လည်းဘာသတင်းအချက်အလက်မှမကြားရသေးပါဘူး ဆူဒန်စစ်တပ်နဲ့ RSF လက်နက်ကိုင်တပ်ဖွဲ့အကြားတိုက်ခိုက်မှုတွေရုတ်တရက်ဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့လပေါင်း30လောက်ကတည်းကစလို့အဲ့ဒီလေစိတ်ကိုပိတ်ထားရတာဖြစ်ပါတယ်အခုနှစ်စပိုင်းလောက်ကကာတွန်မျိုးတော်ကိုစစ်တပ်ကထိန်းချုပ်ထားပြီးကြတဲ့ကအဲ့ဒီမှာအခြေအနေတွေအထိုက်လျောက်တည်ငြိမ်နေခဲ့ပါလေရှင်။တောင်ကိုရီးယားနိုင်ငံကတိုက်ခန်းတစ်ခုမှာပိုးဟက်ကိုမြို့ရှုတပ်ဖို့စ조사ခဲ့ရတာကနေအိန္ဒိယအမျိုးသမီးတိတ်ဆုံးခဲ့ရမှုနဲ့အမျိုးသမီးတူကိုရဲကထိန်းသိမ်းလိုက်ပါလေ။ မိခိုးလုံးတွေပိတ်နေတာကြောင့်လှေကားကနေမဆင်းနိုင်တဲ့အတွက်အဲ့ဒီအိမ်နီးချင်းကလေးမီအမျိုးသမီးငယ်ဟာလေးလွာပတင်းပေါက်ကနေထွက်ပြေးဖို့ကြိုးစားရာကနေမြေကြီးပေါ်ပြုတ်ကျတည်ဆုံခဲ့တာပါသူရဲ့နှစ်လသားအရွယ်ရင်သွေးကလေးငယ်ကိုတော့ကက်ရက်တိုက်ခန်းကလူတွေစီပတင်းပေါက်ကနေတဆင့်လှမ်းပေးလိုက်နိုင်ခဲ့ပါတယ်ရှင် ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနာဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ ောတာရှင်များရှင်စစ်တပ်ဥဆောင်ကျင်းပမယ်လာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲအတွက်အခုအောက်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရက်ပေါင်း60မဲဆွယ်စည်းရုံးရေးကာလသတ်မှတ်ထားတာကြောင့်နိုင်ငံရေးပါတီတွေအနေနဲ့မကြခင်မဲဆွယ်စည်းရုံးရေးတွေစတော့မှဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကလည်းဝင်ပြိုင်ကြမယ်ကိုယ်စားလှယ်လောင်းအတည်ပြုစည်းရုံးတွေထုတ်ပြန်နေပါပြီကိုကျော်စရာကပြောပြမှာပါ စရင်တင်ထားတဲ့ကိုယ်စားလှယ်လောင်းအားလုံးအတည်ပြုခံရတဲ့ပါတီတွေလည်းရှိသလိုကိုယ်စားလှယ်လောင်းအရေးချင်းသတ်မှတ်ချက်မပြည့်မီလို့ပယ်ချခံရတဲ့ပါတီတွေလည်းရှိပါတယ်။ကိုယ်စားလှယ်လောင်းတထောင်ကျော်နဲ့အများဆုံးပြိုင်မဲ့ကြံခိုင်ရေးပါတီမှာလည်းကိုယ်စားလှယ်လောင်းတချို့အရေးချင်းမပြည့်မီလို့ပယ်ချခံရတာတွေရှိတယ်လို့ပါတီပြောခွင့်ရသူဦးလာသိန်းက BBC ကိုပြောပါတယ်။အားလုံးစစ်စစ်ပြီးတဲ့အချိန်မှာကျွန်တော်ပါတီကိုခေါ်ပါတော့။ကျွန်တော်ပါတီလည်းတချို့တော့ရှိပါတယ်ခင်ဗျာ။ဒါပေမဲ့အကုန်လုံးသေးသေးပြန်စစ်စစ်ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ပါတီကတော့ပြန်ကနာမပြောပါဘူးခင်ဗျာ။ပြန်ကနာမှာထက်ဝက်နီးပါးလောက်ပဲရှိပါတယ်။ တင်ချေမို့လို့ကျွန်တော်တို့ကပြောတင်ပါတခါကိုယ်တိုင်လောင်းစင်းဒုတိယအများဆုံးတင်ထားတဲ့အတိုင်းသားစီလုံးညညွေးပါတီကလည်းလက်ရှိအချိန်ထိစီးရင်အကုန်မတိရသေးပေမဲ့ကိုယ်စလဲလောင်းတချို့ကတော့ပယ်ချခံရနိုင်တယ်လို့ပါတီဒုတိယဥက္ကဋ္ဌကပြောပါတယ်ပါတီတွေအပြင်တတိပုဂ္ဂလကိုယ်စလဲလောင်းအများအပြားကိုလည်း UEC ကအတီးပြုတ်လိုက်ပါတယ်အဲ့ဒီအထက်မှာဖျက်သိမ်းခံလိုက်ရတဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒေါ်ဆန္ဒမင်းကလာတာမျိုးနဲ့ ဥကြောထက်ကဒေါ်ပုံမြို့နယ်ကနေရှင်ပြိုင်သွားမယ်လို့သူတို့ရဲ့လူမှုကွန်ရက်ဇာမျက်နှာမှာရေးသားကြပါတယ်ပြည်သူပါတီဥက္ကရာဥကိုကိုကြီးကလည်းပြီးခဲ့တဲ့2020ရွေးကောက်ပွဲတုန်းကတောင်းကလာပါမြို့နယ်ကနေရှင်ပြိုင်ခဲ့ပေမဲ့အခုရွေးကောက်ပွဲမှာတော့လမ်မတော်မြို့နယ်ကိုစားပြုရှင်ပြိုင်သွားမှာပါဥကိုကိုကြီးကလမ်မတော်မြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်တာနဲ့ပတ်သက်လို့အခုလိုပြောပါတယ်အဓိကကတော့ ျွန်တော်တို့ crazy ဖြစ်တာပေါ့ဗျာအားကြအတူယူရတဲ့ဒီဗိုလ်ချုပ်အောင်ဆန်းက1948တုန်းကလက်မတော်မဲဆန္ဒနယ်ကနေပြီးတော့ဝင်ရောက်ရှင်ပြန်ခဲ့တာလေအဲ့အဲ့ဒါလေးကိုလည်းမှတ်မှတ်ရရဖြစ်အောင်ပေါ့နော်လက်မတော်ကိုရေးဖြစ်တာပါရုပ်ကိုပွဲအောင်နိုင်ရေးကတော့ပြီးတော့လက်မတော်မြို့နယ်ကမြို့လေကောင်ဖြစ်တယ်ဘာပြောပြောဘူလတ်ဒန်ဆာအဓိကပေါ့နော်များတယ်ပြီးတော့နေရာချင်းတယ်ပေါ့ချင်းနိုင်လက်နိုင်နဲ့ကျွန်တော်ကပြီးတော့ကိုမြို့နယ်အတွက်တင်မကပဲနဲ့တခြားကိုယ်စားလှယ်လောင်းတွေအတွက်လည်းလိုက်ပြီးတော့ပံ့ပိုးရမယ်ကိစ္စတွေရှိတယ်အဲ့တော့ကျွန်တော်ကမြို့နယ် အပြင်လည်းချီယုံရေးဧရိယာကလက်နိုင်ချီနိုင်ဖြစ်တယ်ပေါ့နော်ကျင်းတဲ့မြို့နယ်တွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကြီးချလိုက်တာတိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသတွေကကြန့်ခိုင်ရေးပါတီဝင်ကိုယ်စားလှယ်တချို့ကတော့စစ်တပ်ရုံးဆိုင်ရာနေပြည်တော်ကနေဝင်ရောက်ရှင်းပြိုင်မှာဖြစ်တယ်လို့တချို့ကသူတို့နဲ့သက်ဆိုင်ရာဒေသနဲ့အနီးဆုံးနေရာကနေရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့စီစဉ်နေပါတယ်စစ်တပ်ကနေကြန့်ခိုင်ရေးပါတီဘက်ကိုကူးပြောင်းလာတဲ့ထိတ်တန့်ဗိုလ်ချုပ်ကြီးတချို့လည်းအခုရွေးကောက်ပွဲဝင်ပြိုင်ဖို့ရှိနေပါတယ်အဲ့ဒီထဲကဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံနဲ့ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်တို့ကတော်လိုင်းရဲ့အားကောင်းတဲ့ဇဂိုင်းနဲ့မကွေးတိုင်းန နက်ကမြို့နယ်တွေကနေရွေးကောက်ပွဲဝင်ရောက်ဖို့ရှိနေပါတယ်ခင်ဗျာသောတာရှင်များရှင်တရုတ်မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးအတွက်အဓိကကြတဲ့ပြည်ထောင်စုလမ်းမကြီးလမ်းတလျှောက်မန္တလေးကနေလာရှို့ထိလမ်းပိုင်းကိုပြန်သွွားလို့ရနေပြီလို့ဒေသခံတွေနဲ့လမ်းအသုံးပြုနေသူတွေကပြောပါတယ်နှစ်နှစ်နီးပါးရပ်ဆိုင်နေတဲ့တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းအရင်လိုပြန်လည်လက်ပတ်လာနိုင်တော့မှာပါလားမတ်သူစာလင်းကပြောပြမှာပါ နောင်ချိုကြောင်မဲနဲ့တီဘောမျိုးတွေကိုစစ်တပ်ပြန်လဲထိန်းချုပ်ပြီးနောက်တရုတ်မြန်မာကုန်သွယ်ရေးလမ်းမိုက်မှာရှိတဲ့မန်လီကနေလာရှိုးမျိုးအထိကိုအော်တိုဘာလ16ရက်နေ့ကစပြီးသွာလာလို့ရနေတာဖြစ်ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးတွင်မှာပျက်စီးခဲ့တဲ့အဲ့ဒီလမ်းမိုက်ပေါ်မှာရှိတဲ့တီဘောမျိုးအနီးကကျင်တီတရားနဲ့နောင်ချိုမျိုးအနီးမှာရှိတဲ့ဂုတ်တွင်းတရားတွေဟာယာယီပြန်လဲပြင်ဆင်ထားရတာကြောင့်ကုန်တင်ရင်အကြီးကြီးတွေဖြတ်တန်းသွာလာလို့မရသေးဘူးလို့ဆိုပါတယ်။လက်ရှိမန်လီကနေလာရှိုးအထိကားနဲ့သွားရင်ပုံမှန်၄နာရီကျော်သာကြာနိုင် မဲ့လည်းလမ်းတစ်လျှောက်မှာစစ်စေးရေးဂိတ်ပေါင်း20ကျော်မှကားရက်နေရတဲ့အတွက်စင်နိုင်ဝင်းကျင်လောက်ကြားတယ်လို့ဒေသခံတွေကပြောပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီဂိတ်တွေမှာကားသေးတစီးကိုခီးတဲ့နဲ့ကုံပေါ်မူတည်ပြီးကြက်တစ်တောင်းကနေတစ်တောင်းခွဲနဲ့အထက်ပေးဆောင်နေရတာကြောင့်ခီးစဉ်တစ်ချောင်းကိုကြက်၄သိန်းလောက်ကုန်ကြတယ်လို့လမ်းသုံးပြုသူတွေကပြောပါတယ်။မန်လီကနေလာရှိုးမျိုးအထိသွားလာရတဲ့အခြေအနေဘလို့ရှိနေပါသလဲ။လာရှိုးဒေသခံတဦးပြောတာကဒီဘောနဲ့ချောင်းမဲချာအတန်းကြောက်အောင်ဆိုးရပါတော့ဆိုးရလည်းအတိတ်ကတော့တိုက်ပွဲ 其他啦其他他、well，现在在淘宝里找了，把慢慢慢嘞，个啊告啊些，有男的威啊，臭美啊，土改那些人啊，很臭美的，想要那个，也过不个男的气嘞。 တရငါမိုင်ကုံသွေးရေးဆောင်ကိုသွားတဲ့လာရှိုးကနေမူဆယ်အထိလမ်းမိုင်းမှာရှိနေတဲ့ကိုခိုင်မျိုးကိုတော့မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကထိန်းချုပ်ထားပါတယ်။တစ်ဖက်မှာလည်းလာရှိုးကနေချင်းရွှေဟော်နယ်စပ်ဂိတ်ကိုသွားတဲ့လမ်းမိုင်းပေါ်ကတိန်းနီမျိုးကိုကိုကန့်တက်ကထိန်းချုပ်ထားပါတယ်။ဒါကြောင့်မူဆယ်ဂိတ်နဲ့ချင်းရွှေဟော်ဂိတ်တွေကနေလာရှိုးကိုသွားတဲ့အဲ့နှစ်လမ်းစလုံးမှာရှိတဲ့တိုင်းသာလက်နက်ကိုင်တပ်ဖွဲ့တွေကိုဂိတ်တေးပေးခွန်ဆောင်ပြီးသွာလာနေရတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိအချိန်မှာတရုတ်မြန်မာကုံသွေးရေးလမ်းကြောင်းတွေပြန်လည်လည်ပတ်ဖို့နှိစက်နေပါပြီလား။ ငူဆယ်ခြေဆိုင်ကုံတဲ့တူပြောတာကအေးတို့ရာဒီဘက်ထိနေတာကိုသူတို့ဘလို့ဖြတ်တမ်းမလဲဘလို့လဲနောက်ဆုံးတော့ဆက်ဆက်နဲ့ဒီအေးတို့နဲ့နားလည်မှုပဲယူယူဒီလမ်းကြောင်းကြီးကတော့အဲ့ဒါမှပဲအဆင်ပြေတာညမဆိုရင်ဘာလို့ဂျီတူဂျီအလုပ်လုပ်လို့မှမရတာဘူး2023ခုနှစ်အော်တိုဘာလ28ရက်နေ့မှာစတင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးကစပြီးရှမ်းမြောက်မှာရှိတဲ့ကုတ်ခိုင်သိန်းဒီတီဘောနဲ့နောင်ချိုမြို့ပါဝင်ရှမ်းမြောက်ကမြို့တချို့ကိုစစ်တပ်ဘက်ကလက်လွတ်ခဲ့ရပါတယ်ဒါပေမဲ့လက်ရှိမှာ တော့လာရှိုးကြောင့်ပဲတီဘောနဲ့နောင်ချိုမျိုးတွေကိုစစ်တပ်ဘက်ကပြန်လည်ထိန်းချုပ်ထားပါတယ်ရှင်သောတရှင်များရှင်ဖန်စီထောင်ချခံထားရတဲ့မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုသမားတပ်မကများအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းမှုချုပ်ကိုတက်နှင်းအောင် ွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ်ကဥအောင်သူဒေါ်မျိုးမျိုးအင်းနဲ့အလုတ်သမားအေးဆောင်ရွက်သူမတ်သက်သားဆွေအပါဝင်၄ဦးတို့အင်းစိန်ကျင်းတောင်ကနေမနေ့ကပြန်လွတ်လာခဲ့တယ်လို့သက်ဆိုင်ရာအဖွဲ့အစည်းတွေကပြောပါတယ်ဒီကြောင့်မတ်တာယာကအခုလိုသတင်းပေးပို့ထားပါတယ် အလို့သမားကြီးလှူရှားသူဖြစ်တဲ့ STUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးကိုရွှေပြည်သားရဲစခန်းမှာမနေ့ကသွားခေါ်ရတယ်လို့မိသားစုဝင်နဲ့နှိဆက်သူကပြောပါရယ်ဒေါ်မျိုးမျိုးအေးကိုပြီးခဲ့တဲ့ဇူလိုင်လ25ရက်နေ့ညမှာစစ်တပ်ကဖမ်းဆီးခဲ့ပြီးဇူလိုင်လ26ရက်နေ့နဲ့28ရက်နေ့မှာနောက်ထပ် STUM အဖွဲ့ဝင်၉ဦးကိုထပ်မံဖမ်းဆီးခဲ့တာပါဖမ်းဆီးခံရတဲ့ STUM အဖွဲ့ဝင်၉ဦးကတော့အခုထိပြန်မလွတ်သေးပါဘူး ူတို့အခြေအနေကိုတော့လာမယ့်23ရက်နေ့ရွှေပြည်သာတရားရုံးရုံးချင်းကြမှာတည်ရနိုင်တယ်လို့ဆိုပါတယ်ဒေါ်မျိုးမျိုးကြီးပြန်လဲလွတ်မြောက်လာတဲ့အကြောင်းမိသားစုဝင်နဲ့နေဆက်သူပြောတာကိုလုံခြုံရေးကြောင့်အတန်အစားတို့ဖတ်ထားပါတယ်ရွှေပြည်သာရဲစခန်းအကြောင်းကြားလို့အဲ့ရဲစခန်းမှာတွားခေါ်ရတာပါခံဝင်တော့မဟုတ်ပါဘူးရင်းမှာတော့ဘာသာရွက်မှမရှိဘူးထောင်ကနေတွားခေါ်တော့မှပါလာတာလို့ပြောတာပဲအထူးမိတ်နဲ့ဆိုပြီး၄ဦးလွတ်လာတာအချာနှစ်ယောက်အချုပ်နှစ်ယောက်၄ယောက်စလုံးအမိတ်စာတစ်စောင်နဲ့လွတ်တာ အဖမ်းခံရတဲ့အထဲမှာပါတဲ့ဒေါမျိုးမျိုးရေးသမီးနဲ့အခြား SDUN အဖွဲ့ဝင်တွေကတော့မလွတ်သေးပါဘူးအဓိကကတော့လုပ်ငန်းရှင်တယောက်ကတရားစွဲခိုင်းလို့အဖမ်းခံခဲ့ရတာပါ MICS TUF အဖွဲ့အတူရင်မှုချုပ်ကိုသက်နီအောင်ကတော့လူငင်းချမ်းသာနဲ့အင်းစိန်ထောင်ကနေပြန်လွတ်လာတာဖြစ်ပြီးအဲဒီကနေတဆင့်တောင်တကုံရင်းစက်ကမှရှေ့နေအဖွဲ့နဲ့တွားခေါ်ခဲ့တာလို့ MICS အဖွဲ့ချုပ်ဘက်က BBC ကိုပြောပါတယ်။ဒီအပေါ် MICS TUF အဖွဲ့ဘ ਹੁ အလုံးမှုဆောင်တအူးပြောတာကကိုသက်နီအောင်ဟို တို့ပုံမှန်နေထားသူမျိုးပါပဲဒါပေမဲ့ကျမ်းမာရေးရတော့ကျွန်တော်တို့အကုန်လုံးပြန်စစ်ရမှာကိုယ်တိုင်တော့တချို့ရုပ်ပိုင်းဆိုင်ရာလည်းသူထိခိုက်ပဲဆိုင်ရာတွေရှိတယ်မျက်နှာတွေဘာတွေမှာဆိုလို့ရှိတယ်ဆိုတူလေးပြောတယ်ပေါ့နော်ဆေးတွေဘာတွေပြန်ကိုလိုတယ်ဆိုတာမျိုးပြောတယ်တိတိကျကျတော့ကျွန်တော်တို့စစ်စစ်မကြည့်ရသေးဘူးအစ်ကတော့ဗာလီစတော့ပဲမှာကျွန်တော်တို့ဒီလိုကျုပ်ပြောင်းနေသွားတယ်အပေါ်ကျရပေါ်လစီရသွားနေတဲ့အချိန်မှာတော့ အကြက်ဖက်ဥပဒေနဲ့ဖမ်းဆီးထောင်ကျခံထားရတဲ့ MICS TUF အဖွဲ့ဝင်နှစ်ဦးကတော့ပြန်မလွတ်သေးဘူးလို့ဆိုပါတယ်ကိုတနည်းအောင်က2021ခုနှစ်ဇွန်လမှာမတရားအသင်းဆက်သွယ်မှုဥပဒေနဲ့ထောင်နှစ်နှစ်နဲ့ငွေတန်းချခံခဲ့ရတာပါဒါပေမဲ့လွေရစီတဲ့2023ခုနှစ်ဇွန်လမှာတော့ထောင်မှုဝရောက်ချိန်မှာပဲပြန်အဖမ်းခံခဲ့ရပြီးစစ်ခုံရုံးကနေအလုတ်ကျန်းတဲ့ထောင်နှစ်ခုနှစ်ထပ်မံချမှတ်ခံရတာဖြစ်ပါတယ်ရှင် BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ကိုည၈နာရီကနေ၈နာရီ15မိနစ်ထိလိုင်းဒိုမီတာ16 kHz 1953လိုင်းဒိုမီတာ19 kHz 15325တို့ကနေဖမ်းယူနားဆင်နိုင်ကြပါတယ်။အင်္ဂါညပိုင်း BBC အစီအစဉ်ဒီမှရင်ပြေဆုံးပါပြီ။ BBC ကိုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။